ညတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကဘာပြောပြခြင်းလဲဆိုလို့ရှိရင်ငွေလက်ပိတ်နေတယ်ငွေကြီးနဲ့ပတ်သက်ပြီးခက်ခဲနေတယ်ပတ်စံရမှာဖြစ်မယ်ငါသားလေးကိုနိုင်ငံခြားပို့ဖို့ငါသားလေးကိုပညာသင်ဖို့ငါမိဘကိုထောက်ပံ့ဖို့ငါဆွေမျိုးသားချင်းဒုက္ခရောက်နေတဲ့ကူညီဖို့ငါအမေအဆင်မပြေဘူးငါအဖေအဆင်မပြေဘူးငါသမီးအဆင်မပြေဘူးငါသားအဆင်မပြေဘူးအဲ့ဒီအတွက်ကြောင့် ပစံလိုအပ်တယ်။သူလိုရင်သူတမယကိုဖြည့်ဆည်းပေးနိုင်ဖို့အရင်အရေးကြီးနေတယ်ပစံ။အဲ့တော့လောကမှာပစံသည်စေယုံတဲ့လည်းပစံ၊ဖျားတဲ့လည်းပစံ။နောက်ဝိတ်ဆုံးတင်းငိုင်းကုန်ရောက်တဲ့အချိန်ထိပစံကအရေးကြီးနေတယ်နော်။အဲ့တော့ပဆံအရေးကြီးနေတယ်ဆိုတော့ဒါလူတိုင်းလူတိုင်းအတွက်ပဆံဆိုတာအရေးကြီးတယ်။အရေးမကြီးတဲ့သူတွေလည်းရှိကောင်းရှိမှာပေါ့ဗျာ။အဲ့ဒီထဲမှာတော့ကျွန်တော်လည်းမပါဘူး။ပဆံကျွန်တော်အတွက်လည်းလူ နော်မိတ်ဆွေရဲ့တို့အတွက်လည်းလုံမာဖို့အမြဲတမ်းပတ်စံအဲ့တော့ပတ်စံကိစ္စမှန်သမျှနော်ပတ်စံကိစ္စအကျွေးတောင်းတာလည်းပတ်စံပေါ့ကိုရစရာရှိတဲ့အကျွေးလေးဆုံရှုံဖို့အဲ့တော့ကိုကားလေးဆုံရှုံဖို့ကိုချံလေးကိုမြေလေးပေါင်ထားတဲ့ဆုံရှုံဖို့ပတ်စံရမှာဖြစ်မှာဘူးအဲ့ပတ်စံကိစ္စနဲ့ပတ်သက်ပြီးမဆုံရှုံအောင်အဲ့လိုဟာမျိုးဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ကျွေးပကံများတစ်ချက်ကျွေးပကံများတစ်ချက်နော်တိုက်ပကံများတစ်ချက်မှာ 9000ကျယ်ဆွဲမယ်9000ကျယ်9000ကျယ်ဆွဲမယ်เนาะ9000ကျယ်ရတော့လွယ်ပါတယ်ဒီလိုလာမယ်ဒီလိုလာမယ်ဒီလိုလာမယ်အဲဒီလိုလာမယ်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 အဲ့ဒါဆို9000ကျယ်ဖြစ်သွားပြီပေါ့เนาะအဲ့တော့အဲ9000ကျယ်အရင်ဆုံးစာရွက်ပေါ်မှာအရင်ဆုံးချပြီးတော့ဆွဲကြည့်ဆွဲကြည့်ပြီးတော့ဟုတ်တယ်9000ကျယ်လာလာလေးရတယ်ဆိုလို့ရှိရင်အဲ့ဒါကိုအဲ့ဒီအတိုင်း view ပလန်များပေါ်မှာဆွဲမယ်နော်9000ကျယ် ဆိုမဲ့ဆွဲလည်းပြီးလည်းပြီးရောအလဲကောင်မှာဖန်ခွက်တစ်ခွက်ထည့်တယ်အဲ့ဖန်ခွက်ထဲမှာတော့ရေအပြည့်ရှိရမယ်နော်အဲ့ထဲမှာကွန်ရွက်ထည့်ရကွန်ရွက်ပြည့်ရွက်ထည့်ရကွန်ရွက်မှာကိုဖြစ်ခြင်းတဲ့ဆန္ဒကိုလိုခြင်းတဲ့အရာစုတောင်းမယ်ဥမာကျန်ပါနေသားသမီးနာမည်ဘသူပေါ့ငွေကြီးအမြန်ဆုံးပြည့်လည်စေရစေပေါ့နော်အဲ့တော့အဲ့တလူဟာမို့ရေးမယ်ကိုစုတောင်းစာတော့အဲ့ကိုကွန်ရွက်မှာရေးတတ်တယ်လို့ရေးကြိုက်တဲ့ဘာသာနဲ့ရေး ်အင်္ဂလိပ်လိုပဲရေးရေးမြန်မာလိုပဲရေးရေးကရင်လိုပဲရေးရှမ်းလိုပဲရေးရခိုင်စာနဲ့ပဲရေးကြိုက်တာနဲ့ရေးပြမွန်စာနဲ့ပဲရေးရေးကြိုက်တာနဲ့ရေးနော်ရေးပြီးတော့အဲ9000ကျဲအဖျားလေးတောင်လေးမှာတော့ဖျောင်းနိုင်9တိုင်ထုံးပါမယ်ပြုလို့ရမယ့်ချိန်ကတော့ဘယ်နေ့ပဲလုံလို့ပြမနေ့ပိုင်းလုံနော်အဲ့တော့ငွေကြေးလက်လာပါငါလိုရှိသောငွေကြေးလက်လာပါတဲ့အမြန်ဆုံးဝင်ပြီးရပြီး တမာဒီဝနှကောင်းနှမြတ်ဒီကူညီပါစောင့်ရှောက်ပါဆိုပြီးတော့အဲ့တိုင်းပြောမယ်ပြောပြီးတော့အလိုရှိရအောင်ကြာကြာနာနာဆုထောင်းမယ်နော်အဲ့ဒီဒီကြားထဲမှာလဲကိုကကောင်းတဲ့စိတ်ကလေးထားမေတ္တာထားမေတ္တာမပြည့်စုံဘူးဘု து အပေါ်မှာမေတ္တာမပြည့်စုံနဲ့ကိုသွားပြီးတော့ချီးလို့ငားလို့မရလဲမေတ္တာမပြည့်နဲ့မေတ္တာထားမဲ့တောင်းဝင်ကိုတောင်းဝင်အဲ့တော့ကိုစိတ်ထဲမှာ စိတ်နဲ့လည်းကြိုးစားရမယ်နော်ကိုယ်စိတ်ထဲမှာစိတ်နဲ့လည်းကြိုးစားရမယ်ငါပစံနေအများကြီးရပြီငါပစံနေအများကြီးရပြီငါပစံနေအများကြီးရပြီဆိုပြီးတော့ကိုယ်စိတ်ကိုလူကိုနှစ်ပြီးတော့ချက်ချင်းလာဆူတောင်းရမယ်အဲ့ဖျောင်းနိုင်ကုန်ဒီထိကြည့်ပြီးတော့ဆူတောင်းငါဒီရဲနဲ့စတဲ့ပြီးငွေကြေးတွေနဲ့ပတ်သက်ပြီးအမြန်လုံးရပြီးအစဉ်ပြေပြီးငါလိုချင်တဲ့ကားလိုင်စင်ကားအမြန်လုံးရပြီးအဲ့လိုမျိုးဆူတောင်းမယ်နော်အဲ့တော့ဝင်နိုင်ဖို့ပစံနေအများကြီးဝင်လာပြီး ဒီကျင်းနဲ့စတဲ့ပြီးတော့ငါထီပေါက်တလို့ပစံနေအများကြီးဝင်လာပြီမရစရာရှိတော့အကျွေးတွေပြန်ရပြီအဲအဲ့လိုမျိုးကိုယ့်ရဲ့အခက်ခဲကိုကိုယ်အတိဆုံးလေအဲ့ဒီဥစ္စာဘယ်သူမှသိတာမဟုတ်ဘူးဗျာဒီပကံများထဲမှာထည့်ထားတဲ့ကွန်းရွက်ကလေးရဲ့ရေရဲ့ဖန်ကွက်ကလေးရဲ့ပကံများထဲမှာရေးထားတဲ့6000ကျော်လေးရဲ့ဖျောင်းနိုင်ငါးတိုင်းဒါပဲသိတာအဲ့တော့တမာတူကနှကောင်းနှမြတ်တရားကိုယ်ကိုကြီးသွားမှာပေါ့ဗျာနော်အဲ့တော့ကိုကမတရားနားပူအောင်တောင်းပြီးပြီဗျာ ကူညီဖို့တာဝန်ကသူတို့တာဝန်ပဲတောင်းရမယ့်တာဝန်ကကိုယ်တာဝန်ပဲအဲ့တော့မရမကတော့နော်အဲ့တော့ငိုလုံးတဲ့ကလေးကမုန်းစားရတယ်ဗျအရိုက်တော့နည်းနည်းခံရမှာပေါ့ဗျာနော်အဲ့တော့မိဘစိတ်တိုးတဲ့အချိန်ဆိုရင်တော့နည်းနည်းတော့တမခံရမှာပေါ့ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်စားရမှာပဲလေအဲ့တော့တောင်းတောင်းတက်တဲ့သူကလည်းလောကမှာရတာပဲအခွင့်အရေးဆိုမတောင်းနိုင်တော့မရဘူးနော် ကိုယ်တငယ်ချင်းအပေါင်းအသင်ကိုမိတ်ဆွေကယာလူကြီးကြီးမမကြီးတွေဖြစ်နေတယ်။မျက်နာပြရမှာကိုတောင်ဝင်သွားတောင်းရမှာကိုတောင်ဝင်ဟာတငယ်ချင်းလောက်ပါအောင်ကွာ။အကူပြင်းအကူဦးလေးပြင်းဦးလေးဟာအဖပြင်းအဖပေါ့။အဲ့ဒါလိုကိုပြောရမယ်တောင်ကိုတောင်ဝင်လေ။အဒီကောင်နဲ့ငါနဲ့ကတငယ်ချင်းကြောင်းနေပဲ။အဒီကောင်ကငငယ်တော့အိမ်မှာဘလို့ကြွေးဘူးတယ်လို့ဒီကောင်ကအိမ်သားတော့ဘလို့လို့အဲ့ဒါကြီးကို तू ကမသိဘူး။ तू အလုံးနဲ့ तू ရှုပ်နေတာ။တောင်းရမယ်တောင်ဝင်ကိုတောင်ဝင်မျက်နာပြရမယ်တောင်ဝင် ကိုတောင်းဝင်အဲ့တော့ဖြစ်နိုင်တာကိုတောင်းမဖြစ်နိုင်တာကိုမတောင်းနဲ့ဟုတ်ပြီเนาะကျွန်တော်ပြောတဲ့အဲမှာဖြစ်နိုင်တဲ့ကိစ္စလေးယူရမဖြစ်နိုင်တဲ့ကိစ္စလုံးဝမရှိပါဘူးကဲအဲ့တော့ပကံများလေးတစ်ချက်ကကိုင်းရွက်ကလေးတစ်ရွက်ကဲဆော့ပင်မာကင်မင်းလေးတစ်ချောင်းရင်ရင်းလိုက်ရင်အားလုံးအဆင်ပြေသွားပြီဗျာ။ကဲဒီလောက်ပါပဲ။ကျွန်တော်မိတ်ဆွေများအားလုံးငွေကြေးအတွက်မပူမပင်မတောင်းမတာမကြောက်မကြရပါပဲ။ ပြည့်စုံကုန်လုံးတော့ကိုဖြစ်ပါစေရဲ့လို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399 95 380 380ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ဗီဒီယိုမေးမယ်ရေရရာကိစ္စတွေတိုင်းမင်းဆွေးနွေးလို့ရပါတယ်ကဲဒီလောက်ပါပဲကျွန်တော်မိတ်ဆွေအရောက်တိုင်းအရောက်တိုင်းပူပင်တော့ကကင်းဝေးပါစေ